土阿六月的白鸡拐，土肥田 FM。啦啦啦！炸黑，张苞面面么酱。 ံမခံစစ်အာဏာတော်လန်လာလာဒါကြဟေးညီကိုမောင်နှမတွေငါတို့အားလုံးခစ်ကြွေးကြမယ်အာဏာရှင်ကြဆုံးစေညီစင်တော်ညီစင်တော်ကျွဲလမခုတ်နဲ့ညီစင်တော် ကြစီလာ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 ကြဟေးမြမပြည်သားတို့ရေငါတို့အားလုံးစီလုံးမင်္ဂလာပါရှင် Federal FM ကိုနားဆင်နေကြတဲ့သောတာရှင်တွေ အားလုံးကျမ်းမာချမ်းသာကြပါစေအခုကျမတို့ Federal FM ရဲ့ Radio အစီအစဉ်တွေကို Greeny ပြည်မှာ90.2 MHz 90.2 MHz နဲ့ Federal FM Facebook Page နဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ ဖရဲဖမ်ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6နာရီကနေည7နာရီထိ90.2 MHz မှာဖမ်းယူနာဆက်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုတော့ရေဒီယိုမှာမနက်ဖြန်မနက်7နာရီကနေနေ့လယ်7နာရီထိမှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။အစီအစဉ်လေးကိုမကြေညာခင်မှာအသိပေးချင်တာရှိပါတယ်။ ရိုက်ကော်ဒီမော့ဆိုဖရူဆိုဘောလက်ခဲလမ်းမကြီးကိုမြေပြင်စီရေးအခြေအနေအရအသုံးပြုသွားလာတာမပြုတ်လောက်ကြဘူးဂရီနီမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူထံကိုအသိပေးထားပါတယ်ဒီအပိုင်းဂရီနီပြည်တစ်ခွင်မှာလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးလူထိခိုက်ဒေဆုံးတာတွေရှိနေတဲ့အတွက် Federal Fan ပြည်သက်တီအနေနဲ့အသွာလာဂရုစိုက်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအသိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးကြပါတယ် 90.2 MHz အားလုံးရဲ့အသံ Federal FM ဒီနေ့မြန်မာတက္ကရာ1389ခုတရင်ကျွလာပြီနေ2025ခုနှစ်အောက်တိုဘာလ6ရက်တနင်္လာနေ့ Federal FM ရဲ့အစီအစဉ်တွေကို ကျမဝါစုက တင်ဆက်ပေးသွားမှာပါဒီနေ့ Federal FM ကနေ့ ဓမ္မဒေသနာတရားတော်နဲ့ဓမ္မသင်းအစီအစဉ် Federal FM နေစဉ်တင်နေနိုင်ငံတကာတင် Federal FM ပေးစာပြန်စာကဏ္ဍငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေဆိုတဲ့နှွေဦးကဗျာအာရောကြံကျမ်းမာရေးအစီအစဉ်ကနေရာတီတုတ်ပွေးအကြောင်းစာရာတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် 90.2 MHz ဖရဲဖမ်ကအတန်လွှင့်နေပါတယ်။အခု Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ Evatar Sri Sumawadikutra မင်္ဂလာပါ။ဒီနေ့တော့ Greeny မှာလူငယ်ထက်ဝက်ကျော်အလုပ်လက်မဲ့ဖြစ်နေတယ်လို့ UNDP ထုတ်ပြန်တဲ့သတင်း။ပြီးကဲမှာစစ်ဆောင်နေ20ခန့် ရှင်နစ်မြုပ်ပြီးတော့အခုအညီလိုအပ်နေတဲ့တည်းရွှေဘိုတိုက်ပွဲအတွင်းစစ်ကော်မရှင်တက်ချက်ကြီးတဦးအပါအဝင်စစ်သား၄ဦးဖမ်းမိတဲ့တည်းစရဖရန်ဖန်ရဲ့ဒီနေ့အောက်တိုဘာလ6ရက်နေ့အတွက်နေ့စစ်တည်နေ့ကိုကြားရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာတည်နေ့ကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတဝမ်းကလူငယ်လေးပုတ်တဘောဟာအလုံးလက်မဲ့ဖြစ်နေပြီးတော့အထူးတစ်ဖြစ်ဂရမီပြည်မှာလူငယ်အရေးအသွေးရဲ့ထောက်ဝက်ကြောင့်အလုံးလက်မဲ့ဖြစ်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကအောက်တိုဘာလ3ရက်နေ့မှာတည်င်းထုတ်ပြန်ထားပါတယ်လူငယ်အရေးအတွက်ရထွက်ဝက်ကျော်အလုံးလက်မဲ့ဖြစ်နေတဲ့အတွက်စိတ်ခေါ်မှုပုံမှုကြီးမားနေပြီးတော့အမျိုးသမီးငယ်တွေဟာအမျိုးသားတွေထက်အလုံးအကైအခွင့်အလမ်းပိုနေပါတယ်လို့အစိုးရခန်းဆောင်မှဖော်ပြထားပါတယ်။ လက်ရှိစိတ်ရအခြေအနေကြောင့် Greeny မှာရှိတဲ့လူငယ်အများစုဟာတခြားအလုပ်ကိုက်တဲ့တောင်ယာလေယာလုပ်ငန်းကိုသာအဓိကလုပ်ကိုက်ကြရပြီးတော့အခွင့်အလန်ရှားပါတဲ့အတွက်အခက်အခဲစိတ်ခုံမှုတွေရှိရလို့သိရပါတယ်။ Greeny ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကတော့လူငယ်နဲ့အလုပ်အကိုက်အခွင့်အလန်ဆိုပြီးတော့အစီအစဉ်ရေးဆွဲထားတာရှိပေမဲ့အခုချိန်ထိလက်တွေ့ကြကြလူငယ်အားလုံးကိုစီးရုံးနိုင်တဲ့အနေအထားမရှိသေးဘူးလို့ IEC ရဲ့လူငယ်ရေးရာဌာနမှကြီးခွန်းသောမတ်ကဖဲတဲ့အဖန်ကိုပြောပါရယ်။ရှဲဂရီနီနဲ့ဆက်ဖဲခုံမြို့နယ်အနောက်ချမ်းပီကင်းကျေးရွာကလိုင်ကူစစ်ဆောင်စခန်းမှာစစ်ဆောင်နေအိမ်20ခန်းရင်းနှီးမြှုပ်နေတဲ့အတွက်နေရက်ရွှေ့ပြောင်းနေရပြီးတော့အကူအညီလိုအပ်နေတယ်လို့စစ်ဆောင်ရထိုင်ခန်းနေသိရပါတယ်။အဆိုပါလိုင်ကူစစ်ဆောင်စခန်းမှာအခြေ49အိမ်နဲ့လူဦးရေနေရာဝန်းကျင်နေထိုင်ကြတာဖြစ်ပြီးတော့မိုးသည်ထန်စွာရွာသွန်းပြီးတောင်ကျရေကြောင့်အခြေ 20ခန်းရင်းနှီးမြှုပ်ခဲ့တာလို့သိရပါဗျ။အရေးပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေပြီးတော့လက်တလုံးမှာ PK နဲ့လူရင်းကြားကလမ်းမှာရေကြီးနေပြီးတော့သွာလာရခက်ခဲနေတယ်လို့ PK မှာဆစ်ဆောင်နေသူအမျိုးသားတဦးကပြောပါဗျ။စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းမကြီးဘေးကတကနန်းကျေးရွာမှာစစ်ကော်မရှင်ရဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အဆိုပါတိုက်ပွဲအတွင်းတက်ကြက်ကြီးတူအပါဝင်စစ်မှုထမ်းတပ်သားတဲ့၄ဦးဖမ်းဆီးရမိခဲ့တယ်လို့ NUG ရွှေဘူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်မနေ့9နိုင်ခွဲခန့်မှာအင်အား60ပါစစ်ကော်မရှင်တပ်စစ်ကြောင်းကတကနန်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖက်က တက်ကြက်ကြီး စံထွေးဆိုသူအပါအဝင်ခနုဦးတည်ဆုံခဲ့ပြီးတော့၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကိုအတည်ပြုနိုင်ခဲ့တယ်လို့ရွှေဘူပကဖကဆိုပါတယ်။မနေ့9နိုင်ခွဲခန့်မှာဒုတိယအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အထီးအခိုက်များတဲ့အတွက်စစ်ကြောပြန်ဆုတ်သွားတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပြီးတော့တော်လရေးပူပေါင်းတပ်ဖွဲ့ဖက်ကရဲဘော်နှစ်ဦးကြာဆုံခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ ခရနီပြည်ဖရူဆိုမြို့အရှိချမ်းရှိသောတကလဲကျေးရွာမှာပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကကဘာဆရာများနဲ့အခမ်းအနားကိုကျင်းပခဲ့တယ်လို့သိရပါဗျ။အခမ်းအနားကိုကိုထူကိုထအကြောင်းတစ်ခုကအကြောင်းသားအကြောင်းသူဆရာဆရာမလူဦးရေ၄၀၀ကျော်နဲ့ကျင်းပပြုလုပ်ခဲ့တယ်လို့ဆရာမတူကဖရက်အဖန်ကိုပြောပါဗျ။ ကမ္ဘာဆရာများနေ့ကို1994ခုနှစ်ကစပြီးနှစ်တိုင်းအော်တိုဘာလ9ရက်နေ့မှာတက်မှတ်ဖို့ကုလသမဂ္ဂကစုံဖြတ်ခဲ့တာဖြစ်ပြီးတော့ဂရီနီပြည်မှာတော့အော်တိုဘာလ4ရက်နဲ့9ရက်နေ့ကအကြောင်းတချို့မှာအခမ်းအနားကိုအကျဉ်းချုပ်ကျင်းပပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တိဘက်နိုင်ငံကအီဝရက်တောင်ရဲ့အရှိပဲမျက်နှာစာအနီးမှာနေမုံတိုင်းကြောင့်တောက်တင်နေတဲ့ရာနဲ့ချီတဲ့ ခြေလင်းတောက်သက်ခရီးသည်တွေကိုကယ်ဆယ်ရေးသမားတွေကဘေးကင်းရာကိုပို့ဆောင်ပေးခဲ့တယ်လို့တရုတ်အစိုးရမီဒီယာက မနေ့ကတနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံမှာအမျိုးသားနဲ့အလိုက်ရဲ့ရှေ့ရရတဲ့အတွက်အခုသတင်းပတ်အတွင်းမှာအီဝရစ်တောင်ရဲ့အရှေ့ဘက်ခြိုက်ဝန်းကိုလာရောက်လေပတ်သူရာနေချီရှိခဲ့တာပါ။ရာနေချီရဲ့ဒေသခံရွာသားတွေနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာလူပေါင်းတထောင်နီးပါးပိတ်မိတဲ့နေရာတွေမှာ ပိတ်မိတဲ့စီးနှင်းတွေကိုဖယ်ရှားဖို့အကူအညီပေးခဲ့တယ်လို့တရုတ်ကြောထောက်နောက်ခံမီဒီယာဂျီမူနျူကဖော်ပြခဲ့ပြီးတော့ကြံရှိတဲ့ချင်းလေးတောင်တက်ခရီးသွားတယ်လည်းမကြခင်ပြန်ရောက်လာမယ်လို့ဖော်ပြထားပါတယ်။တရရင်းကိုရောရိုက်တာတင်ဌာနကိုကိုကားဖော်ပြထားတာပါ။ ကာလကြာရှည်မဲခေါမြေဝံညင်ရမှုကိုဖြေရှင်းဖို့မြောက်ပိုင်းအရက်ဖက်ကွန်ရက်တွေက ထိုင်းဝန်ကြီးချုပ်အနုတင်ကိုတောင်းဆိုထားပြီးတော့အချက်ဆက်ချက်ပါလှုပ်ဆောင်ရမယ့်အစီအစဉ်ကိုအကောင့်အထည်ဖော်ဖို့တောင်းဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံချင်းရိုင်နဲ့ချင်းမိုင်တို့ကကွန်ရက်တွေကနှက်ခုတ်နှက်ဆိုင် round နဲ့မဲခေါမြေတွေကိုထိခိုက်စေတဲ့နေနဲ့မိဖြတ်ကျော်ညင်ရမှုကိုချက်ချင်းအရေးယူဖို့လက်မှတ်ရေးထိုးပြီးတော့မစ္စတာအနုတင်ထံကိုစာပို့တောင်းဆိုခဲ့တာပါ။ အဆိုပါစာမှာမဲခေါင်မြင့်အထက်ဖက်မြန်မာနိုင်ငံကတရားမဝင်တတုတူဖော်ခြင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုတွေကိုမီးမောင်းထိုးပြပြီးတော့တတုတူဖော်မှုကြောင့်ညဉ့်ဉဲမှုရှိနေတဲ့လေမြေဧက3000ကျော်ရဲ့မြေစီလွှာနဲ့စပားသီးနှံတွေကိုစောက်ကြည့်ဖို့တောင်းဆိုထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းရှမ်းပြည်နယ်ကမြေရှားနဲ့ရွှေတူဖော်ရဲလုပ်ငန်းတွေကမဲခေါင်မြင့်အထက်ဖက်ကမြေလက်သက်တွေမှာအတိကညဉ့်ဉဲမှုကိုဖြစ်စေတဲ့မူလဇင့်မြေဖြစ်တယ်လို့ဖော်ပြထားပြီးတော့ ထိုင်းနိုင်ငံချင်းရိုင်ဒေသအတွင်းကဘုံပိုင်ရေတွေမှာအာဆင်းနေတဲ့ဗီရီယံပါဝင်မှုတွေကိုတွေ့ရတဲ့အတွက်ချင်းရိုင်ဒေသတွင် အစာထိုးရေအရင်အမြစ်စီစဉ်ပေးဖို့အဒီအကင်းကြောင့်တက်တည်မပြနိုင်မချင်းမြန်မာဘက်ကတက်တုတင်သွင်းမှုကိုရက်ဆိုင်ထားဖို့အပါအဝင် အချက်၁၀ချက်ကိုတောင်းဆိုထားတာဖြစ်ပါတယ်။ဒီရရင်ကိုဘန်ကောက်ပို့စတင်ဌာနကိုကိုးကားတင်ဆက်ခဲ့ရပါ။ ဒီနေ့အော်တိုဘာလ6ရက်ဖရက်အဖန်ရဲ့နေ့စစ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရပါကျွန်မအေးနေပါရှင်ဖရဲဖန်မြေအစီအစဉ်တွေကိုကြားနေရတာပါဖရဲဖန်မြေနေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဖရဲဖန်ပေးစာပြန်စာခန်းနာကိုကြားရမှာပါ ဒီစီစဉ်ကတော့ Federal FM ကိုပေးပို့လာတဲ့စာလေးတွေကိုပြန်ပြီးတော့ဖတ်ပြပေးနေတဲ့အစီအစဉ်မှာ Solar ဘွေကအစီအစဉ်တင်ဆက်ထားပါတယ်။နားဆင်ကြပါရှင်။တရပဲစီမင်္ဂလာပါခင်ဗျာ။တင်းလာနေတာရဲ့ထောက်လွှင့်ပေးနေတဲ့ Federal FM ရဲ့ပေးစာပြန်စံကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီတစ်ပတ်မှာတော့ Federal FM ကိုပေးပို့လာတဲ့စာတွေကိုကျွန်တော် Solar ဘွေကဖတ်ပြပေးသွားပါမယ်။ ဒီတပတ်ပြပို့လာတဲ့ပထမစာတစာမှာတော့ဝါယိုတောစီရှောက်စခန်းမှာနေထိုင်တဲ့မိခင်တို့ဖြစ်သူဒီမရဲ့ရေဖွေးစုတောက်ထားတဲ့အကြောင်းရေးသားထားတာပါစာထဲမှာရေးသားထားတာကတော့ပထမဦးစွာအမြင့်မြန်မာနိုင်ငံတော်ကြီးအမျက်ဆောင်လှုပ်လှဖို့ငင်းချချင်းရရှိဖို့အတွက်စုတောင်းပေးပါတယ် Federal Democracy လာစဉ်အတွက်ဥဆောင်ဆောင်ရွက်ပေးနေကြတဲ့ခေါဆောင်ကြီးတွေနဲ့စေတနာရှင်တွေအလူရှင်တွေပေါ့ကိုအဘဖရာရှင်ရဲ့ကောင်းကြီးမင်္ဂလာတော်နဲ့အဘဖရာရှင်ရဲ့ညပညာအလင်းကျေးဇူးတော်ဖျက်ဖျားကို သူတို့ပေါ်မှာအစဉ်အမြဲတက်ရပါစေဖို့မြင်နိုင်တယ်မမြင်နိုင်တဲ့အသက်ဘေးအတရေမြမျိုးမှလည်းတားတော်ရင်ရှုဖျားမှကာကွယ်ပေးဖို့အမိမေတော်ကာကွယ်ဆောင်မမှုကိုလည်းအစဉ်အမြဲခံစားရရှိဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်ဆက်လက်ပြီးဆုတောင်းပေးခြင်းနဲ့ခါသူတို့လောက်ဆောင်တမရအရာတွေပေါ့အပြုတဘောဆောင်ရဲအရာတွေဖြစ်စေဖို့နဲ့တူဦးပေါ်တူယုံကြည်မှုရှိပြီးအပြန်အလှန်မေတ္တာတရားထားရှိနိုင်ပြီးတော့ အတူတကွလက်တွဲနိုင်ကြစီပြီးများစွာသောအခက်အခဲများကိုရည်စိုက်ကျော်လွှားနိုင်ကြပါစေပျော်ရွှင်တဲ့မိသားစုကိုလည်းပိုင်ဆိုင်နိုင်ကြပါစေအများအကျိုးကိုတည်ပိုးတဲ့သူရဲကောင်းအစီအမံဖြစ်နိုင်ကြပါစေအတွင်းစိတ်မှယူတာဖြူစင်ပြီးလူရပားတိုင်ကိုရှောက်လန်းနိုင်ကြပါစေလို့ဝါရုံတော်စစ်ဆောင်စခန်းမှာမိခေတူဖြစ်သူဒေါက်ရာရှာမစုမှုကောက်တာပေးလိုက်ပါတယ်ဆိုပြီးတော့ရည်တာထားတာပါအခုလို့တိုက်ပြည်တွင်းနဲ့တော်လရင်မှာပါဝင်နေတဲ့တူရပေါ်စွတ်တော်မိတာပို့ပေးတဲ့ဒေါက်ရာရှာရဲ့စွတ်တော်တွေဟာ အနာဆုံးပြေပါစေအခုလောဆူတောင်းမေတ္တာပို့ပေးတဲ့ဝါယုတ်တော်ဒေါက်တာရှာဟာလည်းနေကောင်းချမ်းပါပြီလူအင်စတာပြေဝပါစေလို့ကျွန်တော်တို့ Federal Fan ကနေစုမကောက်တောက်ပေးလိုက်ပါတယ်ခင်ဗျာနောက်ထပ်ဆက်သဆောင်မှာတော့ဝါယုတ်တော်စစ်ဆောင်စခန်းမှာမိခင်တို့ဦးဖြစ်သူဒေါ်မူစုကရှစ်တန်းရောက်နေတယ်တော်လိုင်းရဲဘော်တွေအတွက်ဆူတောင်းမေတ္တာပို့ပေးတဲ့အကြောင်းရေးသားထားတာပါစာထဲမှာရေးသားထားတာကတော့ရှစ်တန်းမှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအလုံး ဘေးရန်တွေရဲ့ပါမကင်ဝင်ပြီးလိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုလည်းအများဆုံးထူထောင်နိုင်ကြပါစေ။အနာမှာနေတဲ့မိခင်အားလုံးပြည်သူအားလုံးကစွတ်တောင်းပေးနေတဲ့အတွက်အသင်ထားကြပါလို့ပြောချင်ပါတယ်ဆိုပြီးရေးသားထားတာပါ။ဒီစာလေးကိုနားထောင်ပြီးတော့ရှင်းတမ်းမှာရောက်ရှိနေတဲ့တော်လရင်ရဲဘော်တွေလည်းအားမလျှော့ကြဖို့နဲ့ရဲဘော်တွေနောက်ပြည်သူတွေမြဲလက်ရှိနေကြတယ်ဆိုတာကိုလည်းကျွန်တော်တို့ဖက်ဒရယ် FN ကအတည်ပြုပါရစေ။နောက်ထပ်ဆက်ဆံမှာလည်းဒေါ်မူစုကအကြင်ကြခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် စုတာမိတာပို့ပေးနေတဲ့အကြောင်းရေးတာထားတာပါစာထဲမှာရေးတာထားတာကတော့ဝေဒနာခံစားနေရတဲ့အမေစုအတွက်စုတာပေးချေတမျိုးပဲတတ်နိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်ကိုကျိုးမငဲ့ပဲကျမတို့တိုက်ပြီးအတွက်အကျိုးဆောင်ပေးခဲ့တဲ့အမေစုကိုအမြဲတမ်းကျေးဇူးတင်ပါတယ်အခုကျမ်းမရေးပြကားလာဖို့အတွက်ကျမတို့ပြည်သူတွေအမြဲစုတာပေးနေပါတယ်အားတင်းထားပါအမေစုအချို့တော်မှလည်းအမြတ်ဆုံးလူမြောက်နိုင်ပါစေဆိုပြီးတော့ရေးသားထားတာပါတော်မှုစုကလည်းစုတော်မေတ္တာပို့ပေးတယ်လို့အမင်းစုကလည်း အမြန်ဆုံးပြန်လည်နေကောင်းကြမှာပါစေအချင်းထောက်ကနေလည်းအမြန်ဆုံးပြန်လည်လွမြောက်ပါစေလို့ကျွန်တော်တို့ Federal FM ကနေစုမှုကောက်တောက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ Federal FM ကိုအမြန်နားဆင်ပေးနေကြတဲ့တော်ရရှင်တွေအားလုံးကျေးဇူးတင်ပါတယ်မိဘပြည်သူတွေအနေနဲ့မိမိတို့ရဲ့နေရက်ကိုအမြန်ဆုံးပြန်နိုင်ကြဖို့နဲ့ကျွန်တော်ရှင်ရတဲ့နေ့ရက်တွေကိုအမြန်ဆုံးရရှိနိုင်ဖို့ကျွန်တော်တို့ Federal FM Y.2Y. တို့တွေကစုမှုကောက်တောက်ရင်းနဲ့ Federal FM ရဲ့ပေးဆက်ပြန်ဆန်ကတာကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာကျွန်တော်ဆက်လာပေးပါခင်ဗျာ 90.2 MHz အားလုံးရဲ့အသံ Federal FM Federal FM ကိုကြားနေရတာပါ Federal FM ကိုပေးပို့လာတဲ့စာလေးကိုစောလားပွဲအားဖတ်ပြပေးသွားတာပါအခုຫນွေဦးကပြာကိုတင်ဆက်ပေးဖို့အလှည့်ရောက်လာပါပြီကပြားဆရာတိုးကျော်သူရဲ့ငါတို့အတူခိုးစည်းခဲ့တဲ့ဓာရီလက်တံတွေဆိုရဲကပြားကိုကြားရမှာပါ မင်းမြတ်ကအတန်နဲ့တင်ဆက်ပေးထားပါတယ်နားဆင်ကြပါရှင်ငါတို့အတူခိုစည်းခဲ့တဲ့နာယီလက်တံတွေအပြင်မှာအရာရာဟာထိတ်လန့်မောင်မဲဝေဒနာကိုစီနဲ့နှဆိုးဝင်မှုသလိုငါတို့စိတ်တွေမကြမ်းမာနေခဲ့တာဘလောက်ကြာပြီလဲနေကင်းကတော့ငါတို့ကြောချင်းကလောကကြီးကိုရင်မောပစ်ခဲ့ကြသည်ဒီလိုပါပဲငါတို့ရင်ခုန်တန်တွေပြန်ဆန်းနိုင် အန်ရဲစွန်းမှာလမ်းလျှောက်ရတယ်လို့ကြီးပဲငါတို့ရောငါတို့နိုင်ငံရောက စက္ကတ်သမားရဲ့ဓာချက်တွေလို့အခြေခံဥပဒေလို့တော်လန်ရေးတည့်ရလို့နင်းနေမှအမှားခံလို့မရခဲ့ဘူးခုညဆိုရလဲငါတို့အသားကျနေစေအစင်မပြေမှုတွေကို မောင်းတင်တနေ့ဆိုရဲပြက်မှတ်စီမျောလင်းချက်ကြီထိုးထားရတဲ့ညတွေတဲကတညမဟုတ်လားအေးစေပေါ့ကိုလူ မလိုချင်တာတွေပဲရတဲ့နှစ်တွေကိုယိုးနေပြီငါတို့ကလင်းမဲ့တွင်းနဲ့ကြီးတယ်တယောက်ခံစားချက်တယောက်ထိုးဖောက်တိမြင်ခဲ့ကြတဲ့ရဲဘော်တွေပဲမင်းမှလည်းမင်းမရောက်ချင်တဲ့အလွမ်းနဲ့ငါမှလည်းငါခီးမဆက်ချင်တဲ့အဆွေးနဲ့မင်းတို့ငါတို့ဟာကြပြားလေးတွေရေးပြီး ကိုယ်နှလုံးသားလေးကိုအေးအေးချမ်းချမ်းထားချင်တာပါဆက်အတွင်းကဆိုင်ကုန်ကိုမင်းလည်းမကြည့်ရသလို့ ဟစ်တလာလက်အောက်ကပါရီကိုငါလဲကြည်ကွဲရတယ်။ငါတို့မြင်လို့တဲ့ဘဲမျိုးကြီးကိုမဆိုသူတို့ရဲ့သွေးထက်တန်ရုံနေ့ရက်တွေတမိုင်းတထဲထပ်ပါလာမှာငါတို့မလိုလားကြပါဘူး။ငါတို့ကတဘာဝရဲစီးမျောရတာကြိုက်တယ်။ပန်းကလေးတွေဖူးပွင့်မြဲပွင့်နေတာကိုချစ်တယ်။ကိုလှမ်းနိုင်တဲ့လောက်ရောက်မဲ့လမ်းလေးကိုတံမိုးထားတယ်။ကျော်ဘိုးအိတ်တလုံးနဲ့စိတ်ပျော်ရွှင်နေတဲ့စာသင်ခန်းချိန်တွင် လမ်းဘီအုတ်ခုံတွေရဲ့ဂစ်တာတန်ညတွေဖြတ်ကျော်ခဲ့ရာကာလတွေစီငါတို့ရဲ့အမှတ်ရမှုတွေကနယံတစ်ခုမှာအချိန်ကြာပဲ့တင်နေုံမှာတည်ကြတယ်။ဩမင်းတို့ငါတို့ရဲ့နိုင်တွေဟာ စီးကျက်ညီခဲမှုတွေအများသာ အကြိုက်ခဲပျောက်ဆေးတွေနဲ့လူလုတ်စစ်ပွဲတွေကိုပဲမုံပါတယ်။တို့ကြော်သူ thank you 90.2 MHz အားလုံးရဲ့အသံ Federal FM Federal FM ကအသံလွှင့်နေပါတယ်။ငါတို့အတူခိုးစီးခဲ့တဲ့နိုင်လက်တန်တွေဆိုတဲ့ຫນွေဥကပြားကိုနားဆင်ကြရတာပါ။အခုနောက်ဆုံးအနေနဲ့အာရောဂျန်ကျမကြီးအစီအစဉ်ကနေရာသီတုတ်ကွေးအကြောင်းကိုကြားရမှာပါ။ အမျိုးသားညညရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနတယ်လီကျန်းမာအခမဲ့အွန်လိုင်းစီကံကတမတော်ဒေါက်တာလာရောင်ကပြောပြပေးထားတာပါဒီစီစဉ်ကိုမြင်းမြတ်နဲ့ကျမဝါစုကစီစဉ်တင်ဆက်ထားတာပါအားလုံးပဲမင်္ဂလာပါကျမကတော့တယ်လီကျန်းမာတမတော်ဒေါက်တာလာရောင်ဖြစ်ပါတယ်ဒီနေ့တော့ယာတီတုတ်ကွေးနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ယာတီတုတ်ကွေးကို flu seasonal flu လို့ခေါ်ပါတယ်။ ယာတိတုတ်ကွေးက influencer လို့ခေါ်တဲ့ virus တစ်မျိုးကြောင့်ဖြစ်တာပါ။ influencer မှာအဓိကက influencer A နဲ့ B ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ယာတိတုတ်ကွေးကတော့အသက်ရှူလမ်းကြောင်းကနေတစဉ်ကူးစက်ပါတယ်။အဓိကကမိုးရာသီနဲ့ဆောင်းရာသီတွေမှာအဖြစ်များပါတယ်။ဒီ virus ကလူမာတွေမဟုတ်ပဲကြက်ငှက်ဝက်တွေမှာလည်းဖြစ်တတ်ပါတယ်။ရောဂါပိုးရှိတဲ့ကြက်ငှက်ဝက်တွေနဲ့ထိတွေ့ရင် တိတ်ကြစွာမချက်ပြုတ်ပဲစားလို့ရှင် လူတွေကိုကူးစက်နိုင်ပါတယ်ကြက်ငှက်စီကကိုရင် avian flu ကြက်ငှက်တုတ်ကွေးလို့ခေါ်ပြီးဝက်တွေစီကနေကိုရင် swine flu ဝက်တုတ်ကွေးလို့ခေါ်တာကိုလည်းကြားပူကြမှာပါပုံမှန်တုတ်ကွေးရဲ့လက္ခဏာတွေကတော့ ရောဂါပိုးဝင်ပြီးတရက်ကနေ၃ရက်အတွင်းကိုစပြီးလက္ခဏာပေါ်လေးရှိပါတယ်ခံစားရမှာတွေက ဖြားမယ်ကိုလက်ကိုက်ခဲမယ်ခေါင်းကိုက်မယ်ချောင်းဆိုးတာနှာစည်းတာလက်ချောင်းနာတာနှာချီတာစတာတွေလည်းခံစားရတတ်ပါတယ်။များသောအားဖြင့်တပတ်လောက်အတွင်းပြန်လည်တက်တာသွားတတ်ပါတယ်။တုပ်ကွေးမဖြစ်ဘူးတဲ့သူမရှိကြပါဘူး။ပုံမှန်ဆိုရင်တုပ်ကွေးကိုခံနိုင်ရှိကြပါတယ်။ဒါပေမဲ့ပြင်းထန်လာလို့ရှိရင်တုပ်ကွေးကအဆုတ်ရောင်အဆုတ်ခဲတာဖြစ်တတ်ပါတယ်။နမူနီယာလို့ခေါ်ပါတယ်။ သူကအဆုတ်တင်မကဘူးအခြားခန္ဓာကိုအစိတ်ပိုင်းတွေကိုလည်းရောင်ရမ်းစေနိုင်ပါတယ်။နှလုံးကြွက်သားရောင်တာနှလုံးအမီးရောင်တာအုံနောက်ရောင်တာအာယုံကြောမကြီးရောင်တာစသည်ဖြင့်ဖြစ်တတ်ပါတယ်။ဘလိုလိုတွေမှာပြင်းထန်ရောဂါဖြစ်တတ်လဲဆိုတော့ကိုယ်ဝင်ဆောင်တဲ့ကလေးငယ်ကိုယ်ခံအားနည်းသူ အဆုတ်မကောင်းသူနှလုံးရောဂါအခံရှိသူတွေမှာခံနိုင်ရာတိတ်မရှိလို့ပုံမူပြင်းထန်တတ်ပါတယ်။ ဒီတုပ်ကွေးကတခါတည်းရန်လူများကြီးစုလိုက်ပြုံလိုက်ချက်တာမျိုးလဲကြုံရတတ်ပါတယ်အောက်ပရိတ်ဖြစ်တယ်လို့ခေါ်ပါတယ်ဘာလို့အောက်ပရိတ်ဖြစ်ရလဲဆိုတာကိုနည်းနည်းရှင်းပြရရင်ဒီဗိုင်းရပ်စ်မှာအဓိကကပရိုတင်းနှစ်ခုပါပါတယ် hemagglutinin နဲ့ h နဲ့ neuraminidase n လို့ခေါ်ပါတယ်ဒီပရိုတင်းလေးတွေကလူချင်းချင်းကူးစက်ရင်အဲတိုင်ငတ်ဝတ်ဒီမှာလူတွေကိုပူးစက်ရင်ပုံစံလေးတွေနည်းနည်းစီပြောင်းသွားပြီး အမျိုးအစားအသစ် strain အသစ်ပေါ်လာတတ်ပါတယ် strain တွေကတော့ဥပမာ H1N1 H5N1 H3N2 စသည်ဖြင့် strain အသစ်တစ်ခုပြောင်းသွားချိန်မှာလူအများစုကမဖြစ်ဘူးသေးတော့ခံနိုင်ရင်မရှိပဲပူးစံလုံးမြန်ပြီးအဆုလိုက်ပြုံလိုက်ဖြစ်ကြပါတယ် outbreak ဖြစ်တယ်လို့ခေါ်ပါတယ်နိုင်ငံတနိုင်ငံကနေတခြားနိုင်ငံတွေကပူးဆက်ပြီးနိုင်ငံအများစုမှာဖြစ်တဲ့အခါပန်တန်းမြစ်ဖြစ်တယ်လို့ခေါ်ပါတယ် စရိန်အသည့်ဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကြီးကသိမ့်မရှိလို့ယောဂလက္ခဏာလည်းပြင်းထန်စွာ ဖြစ်တတ်ပါတယ်။အဲတော့ရာသီတုပ်ကွေးဟာတာမန်ဖြားနာတာကနေပြင်းထန်တာအထိဖြစ်နိုင်ပြီးအသက်အန္တရာယ်ရှိသည့်အထိလည်းဆိုးဝါးနိုင်ပါတယ်။အခုဒီဆိုရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးဘယ်ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအဲ့ဗိုင်းရပ်စ်ရဲ့ထူးခြားချက်လေးတွေဖြစ်မဲ့လက္ခဏာတွေစသည်ဖြင့်သိတင်တာလေးတွေကိုပြောပြပြီးသွားပြီဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ ရာသီတဝေးဖြစ်ပြီးဆိုရင်ဘယ်လိုကုသမှုခံယူလို့ရလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ယောဂကုသမှုကယောဂလက္ခဏာစပြီး48နာရီအတွင်းမှာဗိုင်းရပ် ပိုးသက်စေတောက်လို့ရပါတယ်။ကိုယ်ခံအားနည်းတဲ့သူယောဂအခန့်ရှိတဲ့သူတွေကိုတော့ဦးစားပေးပြီးကုသမှုလုပ်ပါတယ်။အဲ့ဒါလည်းမကဘူးဖြားနာကြိုက်ခဲတာတတအောင်အခြားလူဝတ်တဲ့ဈေးတွေကိုလည်းလူနာကိုပေးဖို့လိုပါတယ် လောကဖြစ်နေတဲ့အချိန်မှာအာဟာရကောင်းကောင်းစားဖို့ရေတဲလုံလုံလောက်လောက်ဖြစ်ပြီးဖို့လိုအပ်ပါတယ်။အရေးဝအောင်အိပ်စက်ဖို့အနားယူဖို့လည်းလိုအပ်ပါတယ်။ပြင်းထန်လက္ခဏာဖြစ်တဲ့သူတွေကတော့အဆုတ်ရောင်ပြီဆိုရင် အောက်ဆီဂျင်ကျရင်အောက်ဆီဂျင်ပြန်ပေးရတာအသက်ရှူဆက်တွေလိုတာထိဖြစ်နိုင်ပါတယ်။ယောဂါဖြစ်နေတဲ့သူစီကနေပြန့်နှံ့မှုကိုကာကွယ်ဖို့လူနာကိုတီးတန့်အိုက်ဆိုလိတ်လုပ်ပြီးထားတဲ့ပါတယ်။ လူနာကိုပြုစုတဲ့ကိစ္စနဲ့မက်စတာလက်စေးတာတွေကိုလုပ်ရပါမယ်။တုတ်ကွေးမဖြစ်အောင်ကာကွယ်ဖို့အနေနဲ့အဓိကကတော့တုတ်ကွေးကာကွယ်စေ flu vaccine ထိုးလို့ရပါတယ်။တုတ်ကွေး virus လေးကအမျိုးအစားပြောင်းလဲနေတာမို့လို့ဒီနှစ်မှာဖြစ်မဲ့အမျိုးအစားကိုခန့်မှန်းပြီးတုတ်ကွေးကာကွယ်စေကိုထုတ်ပါတယ်။ဒါကြောင့်တစ်နှစ်တစ်ခါတုတ်ကွေးကာကွယ်စေပုံမှန်ထိုးရပါတယ်။ ကာဝယ်ဈေးထိုးထားရင်တုပ်ဝေးဖြစ်နှုန်းကိုတိတိတသားရောကြစေနိုင်ပါတယ်။အကယ်လို့ဖြစ်ခဲ့ရင်တော့ရောဂါလက္ခဏာပြင်းထန်မှုရောနေပါတယ်။ outbreak ဖြစ်ခဲ့ရင်တော့ outbreak ဖြစ်တာ strain အသစ်မျိုးစားအသစ်ကြောင့်ဖြစ်တာမို့လို့တုပ်ကွဲကာဝယ်ဈေးထိုးထားပေမဲ့လည်းကာဝယ်နိုင်ချင်မှကာဝယ်နိုင်ပါပါ။တုတ်ခွေယောဂါကအကြီးကအသက်ရှူလမ်းကြောင်းကကူးတာဆိုတော့ကာခွေမှုနီလန်းထဲမှာတခြားထိရောက်တဲ့နီလန်းက မိမိမှာကိုယ်တိုင်တုတ်ကွေးဖြစ်နေရင်အခြားသူကိုမကူအောင်လူထုတဲတဲ့နေရာတွေကိုမတွားဘဲနဲ့အိမ်မှာနေပြီးအနာယူပါမယ်။ချောင်းဆိုးနာချင်အုပ်ပြီးတော့ချောင်းဆိုးနာချေဖို့လိုပါမယ်။ဒါဆိုရင်တခြားသူကိုကိုရှော့ချစေနိုင်ပါတယ်။အခြားသူတွေစီကမိမိကိုကိုမကူအောင်လေတုတ်ကွေးရာဒီရောက်တဲ့အချိန်မှာအပြင်ထွက်ရင်မတ်စတာဖို့မျက်နှာရည်နှာခေါင်းတွေကိုမကင်ခင်မှာလက်တီချစေဖို့လုပ်ရပါမယ်။ဒါဆိုရင်အထိုက်လျောက်ကောက်ွယ်ပြီးသားဖြစ်ပါမယ်။ ိမိကိုကိုကိုကံအားကောင်းအောင်လုပ်ထားခြင်းဖြင့်လည်းဒစိမ့်တစ်ပိုင်းတုတ်ကွေးကနေကာကွယ်နိုင်ပါတယ်။အခုဆိုရင်ရာသီတုတ်ကွေးနဲ့ပတ်သက်ပြီးတည်တင်တာလေးတွေကိုမျှဝေထားပြီးဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။90.2 megahertz Carol FM တော်တော်ရှင်များရှင်လွိုက်ကောဒီမွန်ဆိုဖရူဆိုဘောလခဲလမ်းမကြီးကို မြေပြင်စီရင်အခြေအနေအရာအတုံးပြူသွားလာတာမပြုတ်လောက်ကြဘူးဂရင်းဒီအမျိုးသားများကာဝေးတက် KNDF ကအများပြည်သူထံကိုအသိပေးထားပါတယ်ဒီရပိုင်းဂရင်းဒီပြည်တစ်ခွေမှာလေချောင်းတက်ခိုက်တာတွေလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးလူထိခိုက်ဒေဆုံတာတွေရှိနေတဲ့အတွက် Forever ပြည်သက်တွေအနေနဲ့အသွာလာဂေယူဆိုင်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအတည်ပြုတာတတိပေးတာတွေကိုလိုင်းနာကြဖို့အတည်ပြုကြပါတယ်90.2 MHz Federal FM Federal FM ရဲ့တနင်္လာနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါအခုအစီအစဉ်တွေကို Federal FM Wine or the Wine တို့ဓာတ်တွေပူပေါင်းတင်ဆက်ခဲ့တာပါ Federal Fan ရဲ့အစီအစဉ်တွေကို Federal Fan Facebook, YouTube, Telegram, website, Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ်။ Greeny ပြည်မှာတော့ Radio မှာ90.2 MHz 90.2 MHz မှာညနေ6နာရီကနေည7နာရီထိထုတ်လွှင့်ချိန်မှာဖမ်းယူနားဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့လားဆင်ခြင်နေဆိုရင်တော့ Radio မှာမနေ့ဖြန်မနေ့7နာရီကနေနေ့လယ်7နာရီထပ်မံထုတ်လွှင့်ချိန်မှာ ထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်90.2 MHz Federal FM Federal FM အားလုံးရဲ့အတန်း